အားလုံးမင်္ဂလာပါ MD Chance ကနေကြိုဆိုပါရစေ YouTube channel မှာ banner image တွေ profile ပုံလေးတွေဘယ်လိုတင်ရမလဲဆိုတာလေးကိုကျွန်တော်မျှဝေပြပါမယ်အဲ banner image ဆိုတာကတော့ကျွန်တော် Facebook မှာဆိုလို့ရှိရင် cover photo နဲ့တူပဲပေါ့နော်အဲ profile ကတော့ဒီမှာ Facebook မှာလိုပဲ profile ပုံလေးဖြစ်ပါတယ်ဆိုတော့ plot လေးကိုဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီဘူးမှာပြပြပေးရမယ်အခုဒါကတော့လောလောဆယ်ဒါကျွန်တော်ရဲ့ channel လေးပေါ့နော် MD Chance ဆိုတာလေးရှိတယ်အဲ့တော့ဒီမှာကျွန်တော် profile ဘာမှတင်မထားဘူး banner image လည်းလောလောဆယ်ဘာမှတင်မထားဘူးဒါဆိုရင်ဒါလေးကိုအဲ တင်တာရောကြောင်းတာပေါ့နော်လှုပ်ဆောင်ရနေရအတူတူပါပဲအရင်ဆုံးမလှုပ်အောင်လဲဆိုလို့ရှိရင်ဒီမှာကိုဒီ channel ကို admin ခိုင်းထားတဲ့အကောင့်နဲ့ပေါ့နော်ဒီမှာ login ဝင်ထားပါမယ်ဝင်ထားပြီးတော့လို့ရှိရင်ဒီညာဘက်ဒီညာ down down ဟာလို့နှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာ YouTube Studio ဆိုတာရှိပါတယ် Studio နှိပ်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်ဘယ်ဘက်ချမ်းမှာဒီဘယ်ဘက်ချမ်းပေါ့နော်အောက်ဘက်မှာ နည်းနည်းလေးဆွဲကြည့်လိုက်ပါနော်ဆွဲကြည့်လိုက်လို့ရှိရင် customization ဆိုတာလေးရှိပါတယ်အဲ့ customization ကို channel လိုက်ပါနေပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ banner image နဲ့အောက်ကဒီ picture ဆိုတာရှိရပါတော့အဲ့နေရာမှာကိုလောကလုပြောင်းပြရမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ upload ကိုနှိပ်လိုက်ပါ banner banner image ပေါ့နော်ပြောင်းဖို့အတွက် upload ကိုနှိပ်လိုက်ပါ နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဘယ်ပုံသုံးမလဲပါနော်ကို့ဆက်ထဲမှာရှိတဲ့ပုံတစ်ပုံကိုယူပြအောင်ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာဒါလေးတင်ထားတာရှိပါတယ်ဘန်နာပုံ image ပေါ့နော်အဲ့ဒါလေးကိုယူပြထားတယ်ပြီးသွားလို့ရှိရင်ဒီမှာသူကမြင်ရမဲ့ပုံစံလေးပြတယ်ပေါ့နော်မြင်ရမဲ့ပုံစံလေးကဘာလဲဆိုလို့ရှိရင်ဒီမှာအလဲမှာဒီ empty chance အသုံးချနည်းပညာဆိုတဲ့နေရာအဲ့နေရာလေးအဲ့အကွက်လေးကတော့ဒါကဖုန်းပဲဖြစ်ဖြစ် tablet laptop အကုန်လုံးပေါ့နော်အကုန်လုံး device အားလုံးကမြင်နိုင်တဲ့နေရာဖြစ်ပါတယ် ဒီမှာဒီ desktop မှာဆိုလို့ရှိရင်တော့ဒီဒီအဲ့အလဲ line တစ် line လို့မြင်မှာပေါ့နော်တကယ်လို့ TV နဲ့ဆိုလို့ရှိရင်တော့ဒီဒီဒီအကြီးတစ်ခုလုံးကိုမြင်ရမှာပေါ့နော်အဲ့တော့အားလုံးမြင်နိုင်စေချင်လို့ရှိရင်တော့ဒီအလဲကကွက်ကွက်ဒီဒီလေးနေရာလေးနေရာလေးမှာကိုယ့်ရဲ့ထားခြင်းတဲ့အရာတွေကိုဘောင်ဝင်အောင်ထားမှာဖြစ်ပါတယ်တကယ်လို့အဲ့ဒီဟာနဲ့မကိုက်ညီဘူးဆိုလို့ရှိရင်တော့ကိုယ့်ပုံကိုပြန်ပြရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါတင်ပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုတင်ပြီးသွားပြီဆိုရင် done လုပ်လိုက်ပါ ဒီညာဘက်အောက်တောင်းကပါနော် dam ဆိုတာလေးနှိပ်လိုက်ပါဟုတ်ပြီနှိပ်ပြီးသွားပြီအဲတကယ်လို့ profile မှာထပ်ပြီးတော့ကြောင်းကျင်နေဆိုရင်လည်းပဲဒီအောက်ကမှာရှိတဲ့ profile နေရာက bia upload ကိုနှိပ်လိုက်ပါ upload ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ကကျွန်တော်လုပ်ထားတဲ့ profile ပုံလေးတစ်ခါထည့်ပြလိုက်ပါမယ်ဟုတ်ပြီဒါလည်းပဲသူ့ရဲ့ဘောင်လေးတစ်တိုင်ပေါ့နော်ကော်ဒီလေးကိုဝင်နေတကယ်လို့မဝင်လို့ရှိရင်ကိုကအဲအပေါ့ပညာလေးရွှေ့ပေးရမှာဖြစ်ပါတယ် ဟုတ်ပြီဒါကတော့ကျွန်တော်ကလောလောဆယ်အစ်စ်တင်လိုက်လို့ upload လို့ဖြစ်တာပေါ့เนาะတကယ်လို့ဒါကိုကတင်ပြီးသားရှိတဲ့ပုံရှိတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ change ကိုနှိပ်ပြီးတော့ပြောင်းရမှာဖြစ်ပါတယ်ကိုလိုတဲ့ပုံနှိပ် change ကိုနှိပ်ပြီးတော့ကိုလိုတဲ့ပုံပြောင်းမှာပြောင်းပြီးသွားလို့ရှိရင်ဒီညာဘက်အပေါ်တောင်မှာရှိတဲ့ publish ကိုနှိပ်လိုက်ပါအဲ့ဒါပြီးသွားလို့ရှိရင်ခဏလေးစောင့်ပြပါနော် publish ကိုနှိပ် ဒီဘောမှာ line လေးပြေးနေတယ်ဒါဆိုလို့ရှိရင်ဒီမှာအတီးပြုတ်ကိုလိုလို့ရှိရင်လည်းအတီးပြုတ်ပေးလိုက်ပါနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ YouTube channel မှာ banner image တို့ profile ပုံတို့တင်တဲ့ဟာလေးပြီးပါပြီပြောင်းကျင်လည်းပြောင်းလို့ရတယ်ပါနော်ဟုတ်ပြီဒါဆိုရင်တစ်ချက်ကိုယ့်ရဲ့ channel ကိုတကယ်ပြောင်းသွားလားမသွားလားကြည့်လိုက်မယ်ပါနော်ဒီမှာညာဘက်အပေါ်တောင်က view ဆိုတာလေးဖြန်းနေလိုက်ပါ ဟုတ်ပြီဒါဆိုလို့ရှိရင်စောစောကကျွန်တော်တင်ထားတယ်ဒီမှာ profile ပုံလေးရနေပြီပေါ့နော်ဒါဆိုလို့ရှိရင် profile ပုံလေးရနေပြီပြီးသွားပြီဆိုလို့ရှိရင်ပို့ပြီးတေချအောင်လို့ကျွန်တော် YouTube မှာဝင်ကြည့်လိုက်မယ်ပေါ့နော် YouTube ဒီ tab key တစ်ခုနဲ့ YouTube မှာနှိပ်လိုက်တယ်ပြီးသွားလို့ရှိရင်ကို channel နာမည်လေးရိုက်ရှာကြည့်လိုက်ပါနော်အဲဒီမှာဆိုရင်ကျွန်တော် MD chance ဆက်ရှာပြီးသားရှိတယ်ဒါဆိုလို့ရှိရင်ရိုက်ရှာလိုက်တဲ့အခါမှာအရင်ဆုံးကို channel လေးကိုတွေ့လို့ရှိရင်နှိပ်ပေးလိုက်ပါနှိပ်ပြီးတော့ရင်ဒါဆိုလို့ရှိရင်စောစောကကျွန်တော်ပြောင်းလိုက်တဲ့ ဒီမှာ banner image ရော profile ပုံရောရပြီပေါ့နော်ဒါဆိုရင်အဆင်ပြေပါပြီအားလုံးပဲအဆင်ပြေကြပါစေ